ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။မောင်မီဟိုရာ channel လေးကနေစေဝင်စားပွဲတည်တည်ရင်ဘူးကမ္မီယပြည်မဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့ချိန်ကကြာရလိုလာခဲ့ပြမပြီ။ဒီနေ့ဖက်ပြတင်ဆက်ပြီးမှကတော့ညဘက်မှာတချင်းစိုးစံကြားနေရတော့မြို့တွင်တောဆက်မှာနေဆန်ညခံဘုံတခုလို့မြည်ရတဲ့စေဝင်စားပွဲထူကြဆန်းခြင်းတည်တည်ရင်ဘူး ကမ္မိယဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အောက်ပေးကြပါဦးခင်ဗျာအမိတ်ပြန်တန်းတန်လွင်မြည့်ရဲ့အရှိတ်ချမ်းမာတရှိတော်ပြည်내မြို့ကြီးတမြို့မှာတဝင်းထန်ဆောင်ရန်ရောက်ရှိနေကြဖြစ်ပါလေထို့မြို့ဟောတောင်ပေါ်နဲ့မြေပြန့်ရောထွေးနေသောမြို့တမြို့ဖြစ်တဲ့မြို့ရဲ့နောက်ဘက်မှာတန်လွင်မြည့်ရှိပြီးတော့မြို့ရဲ့အရှိတ်နဲ့တောင်ဘက်မှာအရှိတ်ရုံးမှတောင်တန်းကြီးရဲ့ တောင်စွဲမြောက်မှာဖျားထွက်လာနေသောတောင်တန်းများကြောင့်တောင်ကုန်းစင်ကြီးချောများဖြစ်နေပါれမြို့ဟာထုကဲ့သို့မြေပြင်တစ်ပိုင်းတောင်စုံတစ်ပိုင်းမှာတည်ရှိနေခြင်းဖြစ်တဲ့မြို့တွင်ရက်ကွက်မှာတောင်ကြီးမှသစ်ပင်များပေါက်နေသည်သဖြင့်တောကြသောမြို့လိုလည်းဆိုနေပါれသောဝါယေရှင်ဆိုသောအရင်မှာ ကျွန်တော်တို့နေရပါれထိုရက်ကွက်မှာ မြို့စုံမှာတည်ရှိပြီးတော့လူနေရက်ကွက်များနဲ့အနည်းငယ်အလံဝေပါれ လွတ်လပ်ရေးကြောက်တိုင်းနဲ့ပလုံးဝင်ရှိပြီးအလင်းမောပန်းချံရှိတယ်။အဲ့ဒီပန်းချံရဲ့လမ်းတစ်ဖက်မှာစကားပြုရိတ်သားလို့ခေါ်သောခြံထဲမှာရှိတဲ့တိုင်အင်ကြီးမှာကျွန်တော်တို့ကိုထားပါတယ်။အဲ့ဒီခြံထဲမှာရှိတဲ့တိုင်အင်ကြီးကို အမီနဲ့လည်းအောင်စေးဖြူတုပ်ထားပါတယ်။တိုင်ကြီးမှာရှိဟောင်းနှစ်ထပ်တိုင်ကြီးဖြစ်တယ်။ကျွန်တော်တို့ရောက်ပြီးမှသိရသည်မှာ အနည်းမှာအလားတူခြံကြီး၃လေးလုံးရှိနေသေးပြီးတော့ထိုးခြံများထဲမှာလူတွေနေတော့လေဒီတိုင်ကြီးမှာလူမနေဘူးလို့ဆိုပါတယ်။ တိုတော်လေးချမ်းဆောင်ပြမှာအင်ကြီးရဲ့နောက်ဘက်မှာရှိတော့တန်းရမနေထိုင်ကြတာကြောင့်ဒီအင်ကြီးမှာလူမနေတော့လေချက်နဲ့မှာ လူသွားလူလာရှိပြီးတော့လူရဲလူရောက်တော့ရှိနေပါတယ်တိုင်းအင်ကြီးမှာနှစ်ထပ်ဖြစ်တာကြောင့်ကျွန်တော်တို့ဖွဲ့ဝင်များအပေါ်ထက်နဲ့အောက်ထက်မျှပြီးတော့နေကြပါတယ်အောက်ထက်မှာအခန်းကြီးကြီးတစ်ခန်းမိဘကန်စတုကန်နဲ့လက်ရန်များပါတော့စောင်းဝိုင်းချမ်းပုံဗရန်နာရှိပါတယ်အပေါ်ထက်ကိုကြီးမားသောလေကောင်းနဲ့တက်ရပြီးတော့ လေကားထိပ်မှာမော်ဒီကိုလို့ခေါ်သောလေသားဆောင်ရှိတယ်။အဲ့ဒီဆောင်ပြီးရင်အိတ်ခန်းကျဲတုံခန်းလည်းရှိပါသေးတယ်။အောက်ထပ်မှာရင်မောင်းနဲ့ဝန်ထမ်း၅ယောက်အပေါ်ထပ်မှာစခန်းတာဝန်ခံနဲ့ဝန်ထမ်း၄ယောက်နေထိုင်ကြပါသေးတယ်။မော်ဒီကိုအခန်းကိုတော့လူမနေပဲလွှတ်ထားလိုက်ကြတယ်။အရာရှိများနဲ့စခန်းတာဝန်ခံဖြစ်သောဆရာတို့ကအပေါ်ထပ်အခန်းများမှာနေကြပြီးတော့ကျွန်တော်တို့ကအပေါ်ထပ်ရဲ့လက်ရပတ်တောင်းခွေမှာရှိသော အခန်းမှာနေရပါသေးတယ်။ ကျွန်တော်နေရာတော့အခန်းမှာပြင်ပကိုလှမ်းပြီးတော့ကြည်လိုက်မယ်ဆိုရင် ရုံးရရှိမှရှိတော့မြင်းဒီလမ်းလေးကိုအတိုင်းသာမြင်နိုင်ပြီးတော့အဲ့ဒီလမ်းလေးတိုင်းလိုက်ကြည့်လိုက်တဲ့အခါမှာတော့တပတ်စွန်းမှာတောအုပ်လေးတစ်ခုကိုမြင်ရပါတယ်။အင်းမင်းများပေါင်နေသောအင်ဒိုဖြစ်တယ်။အင်ဒိုရဲ့တပတ်စွန်းကိုတော့လှမ်းမမြင်ရပါဘူး။သို့တော့ရေစည်းတံများကြာနေရတာကြောင့်ဆံချောင်းလေးတစ်ချောင်းတော့ရှိလိမ့်မယ်လို့မှန်ကြည့်မိတယ်။တည့်ရတော့အချိန်နေတည်အောင်သွားကြည့်အောင်မယ်လို့စိတ်ထဲမှာတိမ်မှတ်ထားလိုက်တယ်။ ကျွန်တော်တို့ဟာစကန်6ပြီးရင်နေမြေချင်းတွေကိုသိအောင်ယုံကနဲ့နေ့ရက်သုံးရက်မြို့ဝင်မြို့ထွက်လမ်းမြောက်ကိုရှောက်ပြီးတော့ကြည်ကြပါလိမ့်။လီယင်ကွင်းရဲ့ဘေးမှာတော်လန်ရှိနေပြီးတော့မောင်ကူအထန်းသမားများရဖန်ရခါဖြစ်တော့ဖြစ်လာရှိတယ်လို့ဆိုတာကြောင့်အဲ့ဒီလမ်းကိုလည်းကြည်ထားပါလိမ့်။မြို့ရဲ့ထပ်ပိုင်းမှာ အထန်းသမားများကအထုပ်များကိုတော်လန်မှာထမ်းလာပြီးတော့ရေစိမ်းမှာဆင်းကောင်းမော်တော်ဘော်တင်ပြီးတက်တယ်လို့ဆိုလို့ရေစိမ်းများကိုလည်းလိုက်ပြီးတော့ကြည်ရပြန်ပါလိမ့်။ တရက်မှာကျွန်တော်ကကျင်းနံစာမြန်ပို့ရန်ရှိနေတာကြောင့်စကန်ရုပ်မှာပဲကြံရခဲ့တယ်။နေ့လေသားထမင်းစားပြီးရုံးပွဲမှာထိုင်လို့ကျင်းနံစာမြန်ကိုရေးနေစမှာပေါ်ဒီကိုခမ်းမလို့လို့အောက်ထက်မှလို့လို့နဲ့တချင်းကြီးတံကိုကြာရပါတယ်။အဲဒီတချင်းကြီးတံကပထမမှာတူတူညင်ညင်ဆိုနေရမှာအနေငယ်ချင်းလာပြီးတော့ဟန်ကြပန်ကြဆိုနေပါတယ်။တိဆိုသူမှာမိန်ကလေးဖြစ်တယ်။ကီဘုတ်တချင်းမဟုတ်ပဲဒေတာကံများတိဆိုတော့ ရှန်တချင်းလိုလိုပိုးတချင်းလိုလိုနဲ့အတော်ကလေးကိုနားထောင်လို့ကောင်းပါလေကျွန်တော်ဟာ အလုပ်ကိုရက်ထပ်ပြီးတော့အဲ့ဒီတချင်းတံပေါ်နှိမ်ညော်နေမိတယ် အဒီမှာပါ အစိုးသက်သက်ဖြစ်တော့လေဆွေဆွေငင်းငင်းနဲ့စုံနေတော့တချင်းဖြစ်တာကြောင့်နှောင်းထဲမှာဆွဲနေမိတယ်ခဏသာဆိုပြီးရက်သွားတဲ့ဖြင့်လှုပ်လှဆောက်လှုပ်ကိုဆက်ပြီးတော့လုံနေရတော့လေကြားကျင်နေပါသေးတယ်အဒီအင်ကြီးရဲ့နောက်ဘက်မှာဝန်ထမ်းလိုင်းကမ်းရှိပြီးတော့မိသားစုနှစ်စုနေတာကြောင့်အဒီမိသားစုတွေမှာမိန်းကလေးတယောက်ယောက်ကလလိုရင်တီးဆိုးတယ်လို့ပဲထင်မြင်မိပါတယ်အရက်သူကလေးဖြစ်တော့လေအတော်လေးအတန်းကောင်းတာမို့ချီးမွမ်းစရာဖြစ်တယ် နေ့တဲ့တနအိခတ်မှာညောင်းညောင်းလာသဖြင့်အညောင်းပြေအင်အောင်ကိုဆင်းလာပြီးတော့နောက်ဘက်မှာရှိသောဝန်ထမ်းလိုင်းကိုတော်လည်ပါတယ်လက်ဖက်ရည်တောက်ရံဖြစ်တယ်ဝန်ထမ်းလိုင်းမှာစော်ပီဒူးဆိုသူရဲ့အိမ်မှာထမင်းစားကြသည်ဖြစ်အောင်လက်ဖက်ရည်တောက်ရံသူ့အိမ်ကိုဆင်းလာလိုက်ပါတယ်စော်ပီဒူးရဲ့အိမ်ကိုရောက်တဲ့ခါမှာသမီးမကလက်ဖက်ရည်ပွဲလာချတဲ့ခါမှာသူ့မကိုမေ့ကြည့်မိတယ်ဟေးခုနကတော့တချင်းဆိုတာဘယ်သူလဲအတန်းတေကောင်းပါလား ဘသူဆိုတာတုံးဆရာဩညီရလေခုလေးတင်ဆိုတာလေပိုတခြင်းလားရှမ်းတခြင်းလားဘာလားမသိဘူးစုံနေလိုက်တာ အတော်လေးကိုနားထောင်ကောင်းတယ်ဘသူဆိုတာတုံးဆရာအင်အားကလေးတွေတော့မစုပါဘူးတပည့်ဘသူဆိုသွားတာလည်းမသိဘူးအတော်ကိုအတန်ကောင်းတယ်ငါညီသမီးအကြီးဆိုတယ်မှတ်တာမစုတတ်ပါဘူးဆရာရဲ့ရက်ွက်ကလောက်ခလို့ဒုံရင်ထဲမှာကာဘူးတာပဲရှိတာတခြင်းတွေဘာလို့မစုတတ်ပါဘူးဆရာရဲ့ အေးဒါဆိုရင်ဘသူဆိုသွားလဲမသိဘူးခုနကတော့ငါငါပေါ်တက်မှာစာရေးနေတော့ဘေးကန်ကလိုလိုနောက်ဘက်ကလိုလိုနဲ့စိုင်းမပါဘုံပါတချင်းဆိုသွားတာအတော့ကိုနားထောင်ကောင်းတယ်ဒီဝင်းထဲမှာဘယ်သူရှိသေးတယ်လဲတချင်းဆိုရတာဒါမှမဟုတ်ကက်ဆက်ပဲဖွင့်လာလားဟုတ်ရဲ့လားဆရာရဲ့ဒီမှာတော့ဘသူမှမရှိပါဘူးခိုးပဲအိမ်မှာလဲအဖိုးကြီးတယောက်နဲ့ကောင်လေးတယောက်ပဲနေကြတာကက်ဆက်လည်းမဖွင့်ပါဘူးလမ်းပေါ်ကစိုးတော်များလား ညီရလည်းအိမ်နဲ့လမ်းကဝဲကြီးလေဒီလိုနေလေနေခင်ဘယ်သူကသချင်းဆုံမှာလို့ဟာညီပါအိုးငါလိုက်ကြည့်ပါဦးမယ်ကူလေးတင်စိုးသွားတာဟာကျွန်တော်ဟာလက်ဖက်ရင်ကိုကောင်းအောင်မတော့နိုင်ပဲသချင်းရှင်ကို ရှာရင်တည်းထွက်လာခဲ့ပါတယ်ဘေးရင်ကိုပတ်ကြည့်တယ်ဘယ်သူမှမရှိပါဒီလိုနဲ့အိမ်မော်ကိုပြတ်တက်လာပြီးတကန်းဝင်တကန်းထွက်ရှာကြည့်ပြန်တော့လေလူသူရိတ်ရောင်တော့မမြင်ရပါတရားနဲ့ပဲပီတူတို့အိမ်ကိုပြန်လာပြီးတော့ပြန်ထိုင်ရင်လက်ဖက်ကိုဆက်လက်တော့လိုက်တယ် အေးကွာအိမ်ပေါ်မှာရောအိမ်အောင်မှာဘယ်သူမှမရှိဘူးထူးဆန်းလိုက်တာကွာတချင်းတန်ကိုငါသေးချာကြားလိုက်တာပဲဆရာစိတ်ထင်လို့ပါကျွန်မလည်းအောက်မှာရှိနေတာပဲလေလူဝင်လာရင်မြင်ရမှာပေါ့ကျွန်တော်ဟာစိတ်ထဲမှာသဝေသဝါဖြစ်ပြီးတော့ပြန်လာခဲ့ပါတယ်အသေးချာကြားလိုက်ပါလျက်နဲ့ဒီဆိုသူကိုမတွေ့တော့ချင်မထူးဆန်းနေပါတယ်ကက်ဆက်ဖွင့်လာလည်းမဟုတ်တယောက်ယောက်တော့အမှန်ပဲဆိုခဲ့ပါတယ်ဒီလိုနဲ့မတင်မကြနေလဲရတယ် စိတ်ထဲမှာတော့မကြင်နဲ့ပါတညမှာတော့လာလေးရခက်တတ်တာလီလီရတဖြည်းဖြည်းနဲ့မို့အတော်နဲ့မအိကြသေးပဲပေါ်တီကိုမှထိုင်ကြရင်းနဲ့ရောက်တဲ့ရရန်များကိုပြောဆိုနေကြပါတယ်ထို့ကြောင့်တိုးဘက်မှပြပြင်းချင်းချင်းတီးခတ်လိုက်တော့ဒုံမင်းတန်းလိုလိုစောင်းတန်းလိုလိုနဲ့ဒုတိယတစ်ခုကိုတီးခတ်လိုက်တဲ့အတန်ကိုကြားလဲရပါတယ်အားလုံးကြားကြရခြင်းဖြစ်တယ်ထို့နောက်မှာမိမတယောက်ကတူတူညီညီနဲ့ တချင်းစုံတန်းကိုပါကြာလရပြမရင်ဟိုနေ့ကကျွန်တော်ကြားခဲ့ရတော့တချင်းတံမျိုးဖြစ်တယ်ကျွန်တော်တို့ဖွဲ့ဟာ ပြောလက်စစကားများကိုရက်ပြီးနားဆွေးလိုက်ကြတဲ့ခါမှာတချင်းပြီးဆုံးသွားလို့ထင်ပါတယ်အစိုးရတီးပါရက်တန်သွားခဲ့တယ်တယောက်ကဟောအခုတော့ရက်သွားပြီဗျနောက်ထောင်လို့တော့အကောင်းသားပဲဗျဘယ်သူတွေများတီးပြီးစုံနေလည်းမသိဘူးဒီတော့ရဲ့လွယ်မှာလူနေတဲ့ထင်တယ် သူတို့တီးတာနေမှာပေါ့အေးကွာအစိုးရတီးပါပိုင်နေဗျာနားထောင်ကောင်းလိုက်တာနောက်နေ့မှမြင်းဒီလန်တန်လိုက်သွားပြီးတော့အင်တို့ကိုတွေ့ကြည့်တယ်လမ်းဟာတင်ပင်ကြီးများနဲ့ပေးဆိုနေပြီးအောက်ချင်မှချုံမင်းများပေါက်နေတာကြောင့်တိုးလို့မရပဲရှိနေပါတယ်မလမကန်မှာတော့စံကြောင်တစ်ခုစီးစင်းနေတယ်လို့ထင်ရတယ်ရေစည်းတန်တက်တက်ကိုကြာနေရပါတယ်ရှေ့ဆက်တိုးလို့မရတာကြောင့်ပြန်လှည့်လာခဲ့ရတယ်စိတ်ထဲမှာတော့ဒီတိုးဆက်မှာ လူရှိနေပါပဲလို့ထင်နေမိပါတယ်။ဟာလမ်းဆုံးသွားပြီ။ရှေ့ဆက်သွားလို့မရတော့ဘူး။ရှေ့မှာတော့ရေတံတွေကြားနေရသေးတယ်။စမ်းကြောင်းလားဘာလားရှိမယ်ထင်တယ်။အေးဗျဆက်သွားလို့လည်းမရတော့ဘူး။ဒီမှာရင်လမ်းအဆုံးနေပြီ။ဒီလိုနဲ့မတင်မကြဖြစ်ပြီးပြန်လာခဲ့ကြရပါလိမ့်။ထိုနေရာမှာနေထိုင်သူ လူသူရိတ်ရောင်တော်မမြင်ရသဖြင့်စိတ်ထဲမှာမကြည်မနဲ့ဖြစ်ကုန်ကြတယ်။ဒီတော့ကိုကြောပြီး တချင်းတန်ပြန်လွှဲလာအောင်ကလည်းအတော်ကလေးဝေနေပါသေးတယ်ဒီတခါတချင်းတန်ကြောင်းရင်စင့်ကြည့်မယ်ကွာသူကဲ့သို့နေလာရမှတနေ့မှကားတစ်စီးဆိုင်လာပြီးတော့လူနှစ်ယောက်ဆင်လာပါတယ်ပြီးနေကောင်းစီမှလူတယောက်လေးလိုက်ပါလာပြီးတော့မိတ်ဆက်ပြီးတယ်အခွန်ဌာနကဆရာဦးထိပ်ကျွယ်ပါ အပြင်မှာနေစရာမရသေးလို့ဆရာတို့နဲ့ပေါင်းပြီးနေရအောင်ခေါ်လာခဲ့တာပါတရင်ကြီးမှာအရက်ပဲရရှိများတွေ့ ဲ့ရိတ်တာဖြစ်ရဝင်းကြီးဌာနနဲ့ဒုနေတာကြောင့်သူတို့ကိုလာထားခြင်းဖြစ်ပါတယ်အခန်းပေါ်လဲရှိလို့သူတို့နေခြင်းတို့အခက်အခဲမရှိပါဟာကောင်းတာဗောဒီမှာကျွန်တော်တို့ကြီးနေရတာပြင့်နေတာဆရာရောက်လာတာအတော်ပဲပြို့ကျွန်တော်တို့ဟာသူ့ကိုဘော်ဒီကိုခန့်မနေရပြေးလိုက်ပါတယ်သူနဲ့အတူပါလာသူမှသမင်ရှိရှိပင်ပင်ပပအရက်ရှိရှိနဲ့ဖြစ်ပါတယ်နောက်မှသိရသည်မှာရန်ကုန်မှာတက္ကသိုလ်တက်နေတော့ตาဖြစ်တယ်ကျောင်းပိတာနဲ့ ပါခင်ဖြစ်သူနဲ့တူအလေလိုက်လာခြင်းဖြစ်ပါတယ်သူတို့နည်းဟောပေါ်တီကိုခန်းထဲမှာဖျားနေချက်ခင်းပြီးတော့အေးရလေးများချက်ကနေရာယူကြတယ်ဒီခန်းမှာဖျားကန်လေးဖြစ်တဲ့ကြောင့်ဖျားများကိုဖျားကြောင်ဆောင်ကိုဥတိုက်ပြီးတော့ရှင်လျက်နေကြပါတယ်ဆရာဦးထွေဟောပြိုတဲ့သူတူဖြစ်ရောရုံဝင်ထဲမှာကျွန်တော်တို့လို့သူမြောက်လိုက်ပြီးတော့လှုပ်ပါတယ်ဗော်လီဘောပေါ်ရင်လည်းလိုက်ပြီးတော့ပုတ်တယ်ချန်နယ်ကိုကားနေသွားပြီးလက်ဖက်ရည်တောက်ရင်လည်းလိုက်တယ် ်ခြံရှင်းနေဆိုရင်လည်းလိုက်ပြီးတော့ရှင်းနေမက်ဒလင်ကိုကောင်းစွာတည်တဲ့သဖြင့်အဆင်ပြေပါတယ်ညအခါများမှာဆရာကမက်ဒလင်တီးပြီးတော့တချင်ဆိုတယ်ကျွန်တော်တို့ကဝိုင်းပြီးတော့နားထောင်နေဆရာရဲ့သားကတော့လူဝေးဖြစ်ပါတယ်ပါမလိုက်မလို့ပါကြည်ုံသာကြည်နေပါတယ်နောက်မှတရားဒီမှာသူက စာသမားပေးသမားဖြစ်ပြီးတရားထိုင်တယ်လို့ဆိုပါတယ်သူကိုကြည့်ရင်ထိုင်နေတာကများတယ်ဟိုကြည့်ဒီကြည့်နဲ့ငိမ့်မော့နေတတ်တယ် လပိဇန်ထဲထဲတဲ့အကျင့်ရှိပါတယ်။ဒီနေ့မှာတော့ရုံအဖွဲ့သားများလေစိတ်ကိုကားနဲ့ထွက်သွားရအောင်။ကျွန်တော်နဲ့ဆရာဦးထေကျွေးနှစ်ဦးတော့ကြံ့ရည်ခဲ့ပါတယ်။နေလေနေခင်းလည်းဖြစ်အောင်ဆရာကသူ့ရဲ့လက်ဆွဲတော်မက်ဒလင်လေးကိုထုတ်ယူလာခဲ့တယ်။ကြိုးညိပြီးတော့နဂနီတချင်းကိုတီးတယ်။ဆရာကအတန်တူတူလေးနဲ့တချင်းဆိုနေရာအတော့ကိုနှောက်ထောင်လို့ကောင်းပါတယ်။ထို့နောက်မေရှင်ရဲ့ကြေးစီတမန်တချင်းကိုတီးရန်အကော်လေးကိုတီးလိုက်စင်မောင်း မိန်းကလေးတယောက်ရဲ့အတန်ပေါ်လာပြီးတော့အတီးနဲ့ထတူမြကြောက်အောင်ဝင်ပြီးတော့ဆိုလိုက်ပါတယ်တီလုံးတီးခွက်နဲ့တေတချင်းတီဆိုတန်းတို့မှာအဝင်ခွင့်ကျဖြစ်ပြီးတော့အလွန်လိုက်ဖက်နေပါတယ်တပတ်အခန့်မှမိန်းကလေးဟာချိုချိုနွဲ့နွဲ့ကလေးနဲ့တချင်းကိုတီဆိုနေခြင်းဖြစ်ပါတယ်ထို့ကြောင့်မို့ကျွန်တော်ဟာတစ်စုံတစ်ခုကိုတတိယပြီးအခန့်ထဲကချက်ချင်းပြထွက်ကောင်းတချင်းတီဆိုနေသူကိုလိုက်ပြီးတော့ရှာလိုက်တယ်တွေ့ပါပြီ ဆော့ဘီတူးရဲ့သမီးအကြီးမလေးကကျွန်တော်နေတော့အခန်းမှာအဝေစားဟောင်းများကိုရှော့ဖွင့်ရန်လာပြီးတော့သင်စီနေရမှာဟန်ချပန်ကြောင့်တချင်းကိုလိုက်ဆိုနေခြင်းဖြစ်ပါတယ်။သူမကကျွန်တော်အခန်းထဲဝင်လာတာကိုတော့တတိမပြုပဲခရင်ချင်းမောင်ပုံပုံလေးထိုင်ပြီးတော့တီးလုံးနဲ့တူလိုက်ဆိုနေတာကို အားအသင့်စပွဲတွေ့လဲရပါတယ်။ကျွန်တော်ကိုမြင်ရင်မော့ကြည့်ပြီးတော့တချင်းဆိုခြင်းကိုရက်လိုက်တယ်။ထို့တော့မြည်သည့်စကားတစ်ခွန်းကိုမှမပြောပဲ ရှုပ်ဖို့မဲ့ဝေစာများကိုယူပြီးအခန်းရဲ့ပြင်ဘက်ကိုထွက်ပြီးလှေကားကနေအောက်ထက်ကိုဆင်းသွားပါတယ်ကျွန်တော်ကသူမရဲ့နောက်ကိုလိုက်ကြည့်ပြီးလူစုံတစ်ခုပြောရန်ဟန်ပြင်လိုက်ပါတော့လဲနှုတ်ကမြည်သည့်စကားကိုမှပြောမထွက်ပဲအခန်းရဲ့ပြင်ဘက်ကိုသူမထွက်သွားတာကိုတော့နောက်ကလိုက်ကြည့်ရင်လည်းကြက်သေးသေးလို့ကြံ့ရခဲ့ပါတယ်သူမထွက်ခွာသွားတော့မှတတိယသလိုဖြစ်ပြီးနောက်ကနေပြေးလိုက်သွားတော့လဲသူမအောက်ထက်ကိုရောက်သွားသဖြင့်မမီလိုက်တော့ပါ ဒါကြောင့်ကျွန်တော်ကပေါ်တီကိုခန်းထဲကိုပြန်ဝင်လာခဲ့တယ်။မက်ဒလင်တီးနေသောဆရာကဘယ်လိုဖြစ်သွားတာလဲ။တချင်းစုံနေရင်လည်းရက်သွားတယ်။ဘယ်သူဆိုတာလဲဆိုတာကျွန်တော်တွေ့ကြည့်တာပီတူရဲ့သမီးလေးပဲ။အေးဗျအတန်လေးကကောင်းလိုက်တာ။လက်ထဲမှာမက်ဒလင်ကျိုးနဲ့ကို ထိတယ်တော့မထင်ရဘူး။သူ့အတန်နဲ့မိအောင်ကို အတော်ကြီးတီးလိုက်ရတာကိုဗျ။ဆရာကတော့သူ့ရဲ့တွေ့ကြုံကိုပြောပြနေတယ်မောင်ကျွန်တော်ကတော့တမျိုးစဉ်းစားနေမိတယ် ဆရာတခုတွေးမိသေးတာဗျဘာကုလဲဗျကလင်းမတွေကဗမာစကားကိုသာပြီအောင်မပြောတတ်တာတချင်းဆိုတော့ဖြောင်းနေတာပဲဆိုတာလေဒါတော့ဖြစ်တတ်ပါတယ်တိုင်းသားတွေကစကားကိုသာမပြီးတာတချင်းကိုတော့ပြီအောင်ဆိုတတ်တယ်ဗျရခိုင်သားတွေထဝယ်သားတွေဆိုရင်စကားသာဝဲတာတချင်းဆိုရင်တော့ဖြောင်းနေတာပဲနောက်ပြီးသူ့တက်ရွယ်နေဆိုတဲ့တချင်းကိုလည်းကြည့်ပါဦးမရှိရင်တချင်းလေဗျရဲ့သူလေးတယောက်က ဒါကိုစီဝါကိတ်ဆူနိုင်နေဆိုတော့အံ့ဩစရာပဲอืมဒါတော့ဟုတ်တယ်ဗျသူဘယ်ကတက်ထားလဲမသိဘူးကျွန်တော်တို့နှစ်ယောက်ဟာမယ်လင်ကိုအသာချထားပြီးတော့ဒီဆိုသူအရွေးနဲ့မလဲအောင်ဒီဆိုသွားဟန်ကိုစဉ်းစားနေကြပါတယ်ထိုးစင်ကယခုခေတ်ကဲ့သို့သူကရည်ကြည်ပြိုင်ပွဲများကလည်းမပေါ်သေးရောကလေးမျိုးကိုခေအောင်သချင်းတိုက်ပေးတဲ့ဆိုဒီမှာလဲမရှိသေးပါလာပြဆရာလက်ဖက်ရည်တောက်စင်းနဲ့မိကြည့်အောင် ကျွန်တော်တို့လက်ဖက်ရည်တောက်ရန်တို့ကအောက်ကိုဆင်းပြီးပီတူရိန်ကိုသွားတော့ပီတူရဲ့မိမကလက်ဖက်ရည်ပွဲများလာချပေးပါတယ်သူ့မကိုမေးရတယ်ဟဲ့ညီသမီးရောဘယ်ရောက်သွားလဲဘာခိုင်းမလို့လဲဆရာခုနပဲအိမ်ပေါ်တက်သွားတယ်ကျွန်မသွားခေါ်ပေးမယ်လीဆိုပြီးတော့အိမ်ထဲကိုဝင်သွားပါတယ်ခဏကြာမှပြန်ထွက်လာပြီးတော့ဒီကောင်မလေးဘယ်လိုဖြစ်တယ်မသိဘူးအချိန်မတော်ကြီးအိတ်နေလိုက်တာနှိုးလို့ကိုမရဘူးဆရာရဲ့ ဘာမှမခိုင်းပါဘူးမေးစရာရှိလို့ပါညီကိုမေးလေရပါတယ်ဘာတုံးစရာဘာများလဲညီပြောတော့ကလေးမလေးကတချင်းမဆိုတတ်ဘူးဆိုခုနတော့ကမယ်ဒလင်နဲ့လိုက်ပြီးဆိုလိုက်တာမှဟုတ်နေတာပဲဟင်ဟုတ်လားကျမတော့မပြောတတ်တော့ပါဘူးကျမတိတာကသူမဆိုတတ်ပါဘူးစရာအမြင်မှားတာနေမှာပါဟာဘယ်ကနေမှားမှာတော့ငါရှိမာတင်ဆိုနေတာဖြောင်းနေတာပဲ ဆရာပြောတာနဲ့ကျမတော်ယူးချင်ပြီ။ तू မဆိုတတ်ပါဘူးဆရာရဲ့။ထို့သူပြောနေတော့ကောင်မလေးကနိုးလာပြီးသူ့မိဘေးမှာလာပြီးတော့ရက်တယ်။သူ့မိကမေးတယ်။မိနော်နေခုနကတော့အိမ်ပေါ်ထဲမှာတချင်းဆိုတယ်ဆို။ဒီဆရာလေးကပြောနေတယ်။မဆိုပါဘူးမေရဲ့။ကျမအိမ်ထဲမှာအိတ်နေတာလေ။ညီခုနငါခန်းထဲမှာအဝတ်တွေသိင်းနေတချင်းဆိုတယ်လေ။သူကတော့ကျွန်တော်ကဝင်ပြီးတော့ပြောလိုက်တယ်။ဒီမှာကအတန်ငယ်စဉ်းစားပြီးတဲ့နောက် ဟုတ်တယ်။သမီးဆရာခန်းထဲမှာအဝိရိသိနေရင်လည်းအိပ်ပြောသလိုလိုဖြစ်သွားတာ။အခုအမေလာနှိုးမှပဲနှိုးတော့တာ။သမီးဘယ်လိုလုပ်အိမ်ကိုပြန်ရောက်လာလဲဆိုတော့မသိဘူး။တချင်းလည်းမဆိုပါဘူး။ကိစ္စကအခုမှပြပါတော့တယ်။ပြည်သူရဲ့သမီးဟာအိပ်ပြောသလိုဖြစ်သွားပြီးဘာမှမမှတ်မိဘူးလို့ဆိုနေပါတယ်။ဒီလိုဆိုရင်တချင်းဆိုသူမှဘယ်သူဖြစ်ပါသလဲ။ဟဲ့ညှိထိုင်ပြီးတော့လိုက်ဆိုနေတာငါကိုယ်တိုင်တွေ့တာပဲလေ။ ငါလာမညီအောက်ကိုဆင်းသွားတာလေမမှတ်မိဘူးဆရာရဲ့ဝေဟောင်းနေလိုက်သိမ့်တာပဲမှတ်မိတာပြီးတော့အိမ်ရတဲ့ရောက်နေတာပဲဘယ်လိုပြန်ရောက်လာလဲမသိတော့ဘူးဆရာအချိန်နေမှာအားလုံးရှုပ်ထွေးနေပါပြီလူမထသွားတော့ကလိုက်ခေါ်ပေးပြုစင်ကျွန်တော်နှုတ်ဆွန့်အနေတော်ကိုစဉ်းစားနေပြီတယ်အဲ့ဒါကြောင့်ခေါ်မရပြုမရဖြစ်ရပါသလိလူမကလည်းအလုပ်လုပ်ရင်းနဲ့အိမ်ပြောသလိုဖြစ်သွားပြီးအိမ်မြန်ရောက်နေတယ်လို့ဆိုပြန်ပါတယ်ထူဆန်ပါတယ် ဒီလိုနဲ့ဒီကိစ္စမှာလေခဲတဲ့လေးနဲ့အပြေချလို့မရနိုင်ခဲ့ပါဒီလိုနဲ့ဆရာခန့်ကြတဲ့ခါမှာဆရာဥတိကျွေရဲ့သားကပြန်ပါတယ်သူဖောက်ခင်နေသားတကြရှိပြီဖြစ်တာကြောင့်ပြန်တယ်လို့ထင်မိပါတယ်ကျောင်းသားလည်းဖြစ်တာကြောင့်ကျောင်းပြန်တဲ့ရန်ပြန်လာလေးဖြစ်နိုင်နေတို့တော့မပြန်မီတညနေမှာကျွန်တော်ဒီရက်ထင်းယူနစ်မှာရှိနေခဲ့သူရောက်လာခဲ့တယ်ဆရာဆရာနဲ့ဖေကခင်မင်းတို့ ဆရာကိုပဲမှာခဲ့မယ်အေးပြောလေကွာဘာလုပ်ပေးရမလဲဒီလိုဆရာကျွန်တော်ကသားဖြစ်နေတော့ပြောခန့်နေလို့ပါသူ့ရဲ့စကားမှစံကြယ်လာပါတယ်သူ့ဖေရဲ့အကြောင်းကိုပြောရရင်ရှိနေတယ်လို့ထင်ပါတယ်အေးပြောပါဦးကမင်းဖေကဘာဖြစ်နေလို့တော့ပြောမှာတော့အတုတ်ကိုခတ်တယ်အခုလောအဖေမိန်းကလေးတယောက်နဲ့တွေ့နေတာအဲ့ဒါကျွန်တော်မကြိုက်ဘူးပြောရင်လည်းမကောင်းပါဘူးဗျာဟာအစမ်းပါလား မင်းဘေမိမတယောက်နဲ့တွေ့နေတယ်လို့ဘယ်သူကပြောလို့တော့ကငါ့ကိုလည်းဒီမှာရှိနေတာမမြင်မိပါဘူးသူ့ကြည့်ရတော့အေးဆေးဆေးပါပဲကွာကျွန်တော်မျက်စိနဲ့ကိုတွေ့တာနှစ်ခါရှိပြီဆရာရဲ့ဟာဘယ်မှာတွေ့တာတော့ပြောစမ်းပါဦးတညဆရာရဲ့ကျွန်တော်ကလမ်းရဲ့ဟိုဘက်ကလွတ်လပ်ရေးကွင်းထဲမှာလက်ဖက်ရည်သွားတော့တာညစင်နိုင်ခွဲတော့ပြန်လာတာအခန်းထဲရောက်တော့ကျွန်တော်ထောင်းပြီးဖျားရှိခိုးပဋိစိတ်ပေါ့စတနာရီလောက်ရှိလိမ့်မယ် အိမ်မဲ့ဆိုပြီးလက်လိုက်ရင်းနဲ့အဖေရဲ့ဘက်ကိုလက်ကြည့်လိုက်တော့အဖေရဲ့ခြေနောက်ဘေးမှာမိမတယောက်ထိုင်နေတာကိုတွေ့ရတယ်။ထိုင်ပြီးတော့ကောင်းပြီနေတာ။ဘုရားကျောင်းဆောင်ကမိအောင်နေကိုမြင်တာ။အဲ့ဒါကောင်းလားဆရာရဲ့။ဟာဟာနေပါဦးကွာ။ဘင်းကမိမကရောက်နေတာတော့ရုံးမမငါ့ကိုလက်ရှိနေတာပဲ။မိမတယောက်ကိုခေါ်လာတယ်ဆိုရင်လေတို့သိရမှာပေါ့ကွာ။မသိပါဘူးဆရာရဲ့။ဒါနဲ့ကျွန်တော်လက်ရှက်တာနဲ့တစ်ဖက်ကိုစောင့်ပြီးတော့နေလိုက်တာ။ ဲ့ဒါခဏနဲ့အိပ်ပြောသွားတယ်ထင်တာပဲတရင်နှုတ်လို့ကြည့်လိုက်တော့အဲ့ဒီမိမမရှိတော့ဘူးအဖေရဲ့တက54နှစ်ရှိပြီတခါမှဒီလိုမလုပ်ဘူးကျွန်တော်တွေ့တာနှစ်ခါရှိနေပြီဆရာဟုတ်လားအရင်တခါကဘယ်တုန်းကလဲကွာဟိုအရင်တစ်ပတ်ကပဲညနေပဲကျွန်တော်အခန်းထဲဝင်မယ်ဆိုပြီး တက်လာလိုက်တာအဖေကတမင်တစ်ပွဲမှာထိုင်ပြီးတော့စနေတယ်မိမတယောက်ကဘေးမှာထိုင်လို့မိမကအသားဖြူဖြူသပင်ကောင်းကောင်းအသက်30ကျော်ကျော်လောက်ရှိမယ် ဒါနဲ့ကျွန်တော်လည်းအောက်ကိုပြန်ဆင်းနေလိုက်တယ်။ဒါတည်းရောက်ဘယ်ကောက်မလဲဆရာရဲ့။ကိုကလူကြီးပဲဗျာ။ဒီခန်းထဲမှာကျွန်တော်လည်းရှိနေတော့မနေနိုင်လို့တွင်းရင်လေအပြင်မှာတွဲပေါ့။ကျွန်တော်ဟာသူပြောနေတာများကိုနားထောင်ရင်းနဲ့မဟုတ်သေးပါဘူး။မင်းတို့ဖေမိမတယောက်နဲ့တွေ့တာငါတို့တစ်ခါမှမမြင်ခဲ့ဘူးပါဘူး။မင်းအမြင်များမှားနေတာလားကွာ။မဟုတ်တာဆရာရဲ့။ကျွန်တော်မျက်စိနဲ့တက်အုပ်ကိုတွေ့တာ။ အဲ့ဒါကြည့်ပြီးပြောပြပါဦးဗျကျွန်တော်ဟာအဲ့ဇလန်းကိုတိထားတာကြောင့်သူရန်ကုန်ပြန်တဲ့ချိန်မှာရုံးကဤသူတောင်စင်းကောင်းနဲ့မြစ်စိတ်ကိုလိုက်ပြီးတော့ပို့လိုက်ပါလေသူကမြစ်ကိုဇက်နဲ့ကိုပြီးတပတ်ကံကိုရောက်ရင်တထုံကိုကားစီပြီးတော့တထုံကျမှယထာစီမှာဖြစ်ပါလေသူကဇက်စိတ်ကိုပို့ပြီးတဲ့ခါမှာဆရာဦးထိကျွန်းနဲ့ကျွန်တော်တို့မြေကန်ဆက်မှာရှိတော့လပိုက်ဆိုင်မှာခဏဝင်ထိုင်ကြပါလေထိုင်နေရင်မှကျွန်တော်ကစဉ်းစားသနဲ့ မေ့ကြည့်လိုက်တယ်တို့ဆရာကောင်မလေးတယောက်နဲ့တွေ့နေတာကျွန်တော်မသိလိုက်ဘူးဘင်းကလည်းဆရာရဲ့ဆရာကတဲဆွင်တာကိုဗျဟောတောက်တိတောက်တယ်ဗျာဘယ်သူနဲ့တွေ့နေလို့တို့ခမားစကားလည်းဗျာကျွန်တော်ကြားလာတော့ဆရာကောင်မလေးတယောက်နဲ့တွေ့နေတယ်ဆရာရဲ့အခန်းထဲကိုလည်းလာလေလေလို့ပြောတာပဲအဲ့ဒါဘယ်သူလဲဆရာဆရာဦးထွေဟာအံ့ဩသောမျက်နှာနဲ့ကျွန်တော်ကိုကြည့်နေပါတယ် ခမပြောတာအဆမ်းပဲဗျကျွန်တော်ဘသူနဲ့မှမတွေ့ပါဘူးဘယ်ကကြားလာတာတော့ယုံမှာတော့စီးမားလေးရှိတာပဲကျွန်တော်ရှိုးရှက်ချက်မနေပါဘူးဗျဘယ်ကကြားလဲဆိုတာအရေးမကြီးပါဘူးယုံကလည်းမဟုတ်ဘူးကျွန်တော်နေတဲ့အင်္ဂိုတောင်ရောက်လာတယ်ညာဘက်တွေပါရှိနေတယ်လို့ပြောတာပဲဆရာဟာကျွန်တော်မေးတော့ဘူးပြန်မဖြေပဲကဲလာပြန်ပြန်အောင်တို့ကဲ့သို့ဆိုသဖြင့်သူမဖြေချင်တော့ကိုမင်းနေချင်းမောင်ရင်ကျင်းမှုမရှိရရောက်တယ်ဆိုပြီးတော့ ဘာမှဆက်မမေးတော့ပဲပြန်လာခဲ့ကြပါတယ်အိမ်ကိုရောက်ရင်ဆရာကအပေါ်ကမတက်သေးပဲလာပြပီတူတို့အိမ်ကိုသွားရအောင်ဒုက္ကဋ်သူဆိုပြန်တဲ့ဖြင့်သူ့ရဲ့နောက်ကလိုက်ခရပြန်နေပီတူတို့အိမ်ကိုရောက်တဲ့ခါမှာတမိမက ထွက်လာပြီးတော့ဆရာတို့လက်ဖက်ကြီးတောက်ပါလားဖြောလိုက်မယ်လေထုတ်ခဲ့လို့ပြောသွားတယ်ဆရာဟာ ပီတူရဲ့မိမကိုအနားကိုခေါ်ပြီးတော့မေးတယ်ဟဲ့ ဒီအင်းရဲ့ရာဇဝင်ကိုညီတိလားဘာရာဇဝင်လဲဆရာဘာလဲဆိုတော့ဒီနဲ့ပတ်သက်တဲ့အကြောင်းတွေကိုငါရုံးမှကြားထားတာရှိတယ်ညီတို့ကဒီမှာနေတော့အကျိုးကြောင့်ပို့ပြီးတော့တိမှာပေါ့ကျမယောက်ျားကတော့ဒီအကြောင်းတွေကိုဆရာတွေကိုမပြောဖို့မှားထားတာရှိပါတယ်ဒါပေမဲ့ဆရာတို့ခုတလောဖြစ်တာရင်းနဲ့ပတ်သက်ပြီးတော့မပြောရင်လည်းမဖြစ်လို့ပြော့ပြတာပါယုံကြည်ရင်လည်းယုံမယုံကြည်ရင်လည်းရပါတယ်အေးပြောစမ်းအေးဒီလိုဆရာ ဒီ channel မှာအဆောင်လျှောက်တွေရှိတယ်။ကျမကိုယ်တိုင်ကို မြင်ဘူးတာ။ဟုတ်လားဘယ်လိုမြင်တာလဲဟာပြောစမ်းပါဦး။ထိုစဉ်အခါကပီတူးတို့ရဲ့သမီးလေးမွေးပြီးကစားဖြစ်ပါတယ်။သမီးကတို့တို့ရွေးဖြစ်အောင်သေးဆိုတဲ့အနည်းမြတ်ကိုညဘက်လျှော့ပြီးတော့လှန်ရပါတယ်။ဒါကြောင့်မောင်အနည်းလမ်းရန် channel ကိုဆင်းလိုက်တဲ့အခါမောင်ကမ်းလမ်းပေါ်မှာ channel ကိုယောက်ျား၃လောက်မိန်းမ၃လောက်လမ်းလျှောက်ပြီးတော့ဝင်လာတာကိုတွေ့ရပါတယ်။ channel မှာ ပလကယုံမှလာထသောဒီဇယ်ပုံများရှိအောင်လူတွေဝင်လာသဖြင့်သတိထားပြီးတော့ကြည့်နေကြရပါတယ်။ဒီချံကိုဖြတ်ပြီးတစ်ဖက်ကိုသွားစီရလမ်းလည်းမရှိပါဘူး။သူမရဲ့ယောက်ျားကိုဗီတူတစ်ဖက်အိမ်မှာဥမန်းငိမ့်မောင်နဲ့သူမကိုယ်တိုင်ထွက်ပြီးတော့ကြည်ကြခြင်းဖြစ်ပါတယ်။သူတို့ဟာနောက်ဖေးတန်းရမှာရှေ့ကိုတူလာပြီးယုံဘေးကိုရောက်လာခဲ့တယ်။လမ်းနဲ့နေလာတဲ့ခါမှာရှေ့ဆက်လျှောက်လို့မရတော့ပါဘူး။သက်ကလေးပြောမြန်နဲ့ကြောက်ရွံ့များလို့ ရင့်လျက်သာဖြစ်ကုန်နေလှုပ်ရှားလို့လည်းမရတော့ပါထို့ဖြစ်တော်သူအုပ်စုကတော့ဘာကုမမှုမထားပဲစကားတပြောပြောနဲ့လန်တန်းလျှော့ပြီးတော့တိုးအတွင်ကိုဝင်သွားကြပါတယ်လူတို့ပြောက်သွားတော့မှလှုပ်ရှားလို့ရတယ်ဒါကြောင့်ကြောက်ကြောက်နဲ့သုံးတော့အိမ်ထဲကိုပြေးဝင်ကြပါတယ်နောက်တစ်ချိန်ဂျုံဝါဒီမှာဧည့်သည်တယောက်ဖြစ်တယ်ဌာနဆိုင်ရာရရှိသူဖြစ်ပါတယ်သူကို အောက်ထက်အိမ်ခန်းတစ်ခုမှာနေရာချထားတယ်မိသားစုနဲ့ အတူလာတဲ့ခြင်းဖြစ်ပါတယ်။ယောက်ျားဖြစ်သူအိနေစဉ်နောက်မှကြောခြင်းလာထည်သဖြင့်မိမိရဲ့ဇနီးဖြစ်သူပဲထင်နေပါတယ်။ခဏကြာတော့မှဇနီးဖြစ်သူကနောက်ဖေးနောက်ဖေးထသွားပြီးပြန်ဝင်လာတော့ကိုသိတော့မှခုနကတော့ကကြောခြင်းကပ်ပြီးအိနေသူမှဘယ်သူမှမသိဖြစ်ပြီးတော့လင်းမြနေရောက်တညာလုံးအိမ်မရဘဲထိုင်နေလိုက်တော့မနက်ပိုင်းမှာမြို့ထဲကိုပြောင်းပြေးကြရပါတယ်။ဒီရင်ကြီးမှဒီလိုဇလန်းမျိုးရှိခဲ့ဘူးတယ်လို့ဆိုပါတယ်။ ဆရာတို့ဟိုတလော့တို့ကပြောတဲ့မက်ဒလင်နဲ့တချင်းလိုက်ဆိုရဲဆိုတာနောက်တော့ကျွန်မစဉ်းစားကြည့်တော့သူတို့ပဲဖြစ်မှထင်တယ်ဆရာတို့ကြောက်မှဆိုလို့မပြောတာอืมအင်ကြီးကလည်းဟောင်းနေဘေးမှာကလည်းတောဦးကရှိနေတော့ဒီတော်လေးကဟာလေးကဒီအင်ကြီးမှာလာပြီးတော့ကျက်စားနေတာဖြစ်မှာပေါ့လေဒီအင်ကြီးကသူတို့ရဲ့ပိုင်နယ်ထဲရောက်တယ်လို့ဖြစ်နေတာကိုဆရာကစဉ်းစားစားနဲ့ပြောပါတယ်ကျွန်တော်သားကတွေ့တယ်ဆိုတာကသူကပရိသမကို တရားရှုမှတ်နေတော့တမာဒီကောင်းပြီကျွန်တော်တို့မမြင်တဲ့ဥစ္စာတွေကို သူကတွေ့နေရတာနောက်မှစဉ်းစားကြည့်လိုက်တဲ့အခါမှာဆရာရဲ့သားတွေ့တယ်ဆိုတော့မြို့သမီးမှာလူစင်စင်မဟုတ်အရေးကြောင်သဘောများတာဖြစ်ပါတယ်လက်ချင်းဆိုချင်းအိယာဘေးမှာထိုင်နေချင်းထမင်းစားနေချင်းဘေးမှာလာပြီးတော့ထိုင်နေချင်းဆိုသည်များမှာဆရာက တွေ့မြင်ရခြင်းမရှိပါသို့တော့ဆရာရဲ့သားကသားတွေ့ပြီးအထင်မြင်မှတ်သွားခြင်းဖြစ်ပါတယ်တို့ဟာနေထိုင်သူများကို ုတိလည်းရောက်ဒုက္ခမပြီးတော့လေဒီနေရာမှာသူတို့နေရာဖြစ်ချင်းကြောင့်အလင်းသိရင်ဝင်ထွက်သွားလာတတ်သောသဘောတော်ရှိပါလေပါဒဘာဝတချင်းကြီးချင်းများလည်းရှိပေလိမ့်မယ်အတူတကယ်ပုံသားများလို့ခေါ်ရမှာလားဥစားဆောင်လို့ခေါ်ရမလားတော့မသိပါဒီ channel မှာသူတို့ရှိနေတာကတော့သိကြပါလေကျွန်တော်တို့ကဒုက္ခမပြီးတော့လေလူသားတို့နဲ့တူရောထွေးနေခြင်းမှမဖြစ်နိုင်ပါဒါကြောင့်ဝါဒလာပြင်းနေမှာတန်ဃာတော်၅ပါးကိုပင့်လို့သင်္ကန်းကလူရင် ပြေရွေကမောဝါဖတ်မြစ်တပ်ဖို့အမြဝေကောင်ဒီနေ့ဟာအစိုးရဝန်ထမ်းများ နေထိုင်ရုံးဆိုင်ရာနေရာဖြစ်တာကြောင့်တင်းတို့နဲ့မဆိုင်မပိုင်တော့ဖေရှားပေးပါလို့မိပြန်နှန်းကိုဆရာတော်များကရွတ်ဖတ်ပေးပါတယ်ထို့နောက်မှာတော့ဖရာတကူတရားတကူတန်ခါတကူနဲ့မြစ်တိရင်ရောက်မှမမြင်တွေ့ရတော့ပါတချင်းတန်လည်းမကြရတော့ပါစာရေးသူဟုတ်ကဲ့စိတ်ဝင်စားပွဲတည်တည်ရင်ပို့ ဖြစ်ရမဇလန်ကောင်းလေးကိုဗာမီဟိုတာ channel လေးကနေတင်ဆက်ပေးကြတာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ရီတွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment ပါဝင်ရောက်ဆွေးနွေးညှိနှုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တော်ကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင် အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟော်ရာ channel လေးကနေထူးခြားဆန်းကျင်းလှုပ်ဝှက်ဆန်းကျင်းတရေရင်ဖို့ပေါ်လာကကံပြီးရရမတန်မူခင်ဖြစ်ရမဇလန်ကောင်းများစွာကိုအမိစမပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ